Okay, ဒါဆိုရင် now number 10. Number 10ကထူးခြားတယ်။ပြီးထားတာက reporter speech. ဒါကို direct speech ပြန်ပြောင်းခိုင်းတယ်။အမျိုးအစားကိုကြည့်လိုက်တော့ asked နဲ့စက်ထားတယ်၊သုံးထားတယ်၊ why နဲ့စက်ထားတယ်။ဆိုတော့ကျတော့ဒါဒီ question အမျိုးအစား question အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ question ပြောင်းနည်းနဲ့စဉ်းစားမှာပေါ့။အဲ့ဒါကိုပြောင်းပြန်စဉ်းစားမယ်။ဘယ်လိုလဲဆိုတော့ကျတော့ question ပြောင်းနည်းမှာက set to ဆိုရင် asked လို့ပြောင်းပြတာ။ ဒါကြောင့် asked လို့ပြောင်းထားတဲ့ဆိုရင် set to လို့ပြန်ပြီးတော့ရေးပေးမယ်။ပြီးရင် why နဲ့ set ထားတာ why ကိုသုံးပြီးတော့မေးခွန်းပြန်ပြီးမှာပေါ့နော်။ပြီးတော့လိုအပ်တာတွေပြောင်းပြီးမယ်။ဆိုတော့ကြတော့ရှိကစောစောလာမယ်။မြတ်မြတ်ကိုမေးတာပါ asked အဲ့ဒါကို set to လို့ပြန်ပြောင်းမယ်။ဟောဒီနေရာမှာ if တွေဘာတွေလာမယ်ဆိုလို့ရှိရင်လည်း question အမျိုးအစားပဲ။ why နဲ့ set ထားတာမေးထားတာဖြစ်တဲ့တော့ why ကိုပြန်သုံးမှာ။ comma လေးချပေးမယ်။အဖွင့် comma အပိတ် comma တွေထည့်ပြရတော့မှာ။ ဆိုတော့ကြတော့တိထားရမှာက question အမျိုးအစားဆိုရင် question ပုံစံတော့ဖြစ်နေရမှာเนาะ question ပုံစံဆိုတာက this subject perform do subject perform that subject perform ဒီလိုမျိုးလာမှာပေါ့ဟုတ်တယ်เนาะကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာက head flap verb 3ဆိုတာကဒါက verb 2ကနေပြောင်းထားတာ verb 2ဆိုရင် head flap verb 3 head flap verb 3ဆိုလို့ရှိရင် verb 2ဖြစ်ရမှာအဲ့တော့ question ပုံစံဆိုတော့ကြတော့ verb 2ဆိုတော့ this subject perform နေသွားမှာလေ ဒါကြောင့် this subject perform ဖြစ်နေတာ not bar ရဲ့အတွက် did it can လို့ဖြစ်နေတာရှိကတော့ why ပြန်ပြီးတော့ဆက်ပြီးမှတုံးပြီးမှเนาะအဲ့တော့ဒီအထက်မှာကရှီတွေကယူပြောင်းပြရတယ်၊ဒန်ရတွေကအဝါပြောင်းပြရတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ပါတာပြန်ကြည့်လိုက်။ဇော်ဇော်ကနေမြများကိုပြောတာ၊သူတဲ့မနေ့တုန်းကသူတို့တွေရဲ့ဆွင်းကြွေးကိုဘာကြောင့်မလာခဲ့တာလဲဆိုတာကိုဇော်ဇော်ကနေမြများကိုမေးခဲ့တာ။ဒါဆိုရင်ဇော်ဇော်ကမြများကိုတည်းမေးမယ်ဆိုလို့ရှိရင်နင်း ငါတို့ရဲ့ဆွင်ကြွေးကိုမနေတော့ဘာကြောင့်မလာခဲ့ရ။နင်းဆိုတော့ကြတော့ရှီကိုယူပြောင်းလိုက်တာပဲ။ဒါကြောင့်တင်းယူခန်းလို့ဖြစ်သွားတာ။ဆိုတော့ကြတော့ငါတို့ရဲ့ဆွင်ကြွေးကိုဆိုတော့ our ဆွင်ကြွေးလို့လာမယ်။ the day before ဆိုတာ yesterday ပဲ။ yesterday ဆိုရင် the day before လို့ပြောင်းပြရတာကို။ဆိုတော့ကြတော့ဒါဆိုရင်မှတ်လိုက်တော့မယ်။ direct speech ပြန်ပြောင်းခိုင်းနေဆိုရင် question အမျိုးအစားဖြစ်တဲ့အတွက် asked အဲ့ဒါကို set to ပြန်ပြောင်းမယ် ဒီမှာ y နဲ့စတရာဖြစ်တဲ့ y နဲ့ပြန်ဆက်မယ်ပြီးရင် f ကောမှာအပိတ်ကောမှာတွေထည့်ပြရမှာဖြစ်ပါတယ်မှန်သလားမှန်သလားသိချင်ရင်ဟောဒီ direct speech ကို indirect speech reported speech ပြန်ပြောင်းကြည့်လိုက်ဟောဒီတန်ရတယ်ဆိုရင်မှန်ပါပဲเนาะ